တိုင်းချုံမြို့တစ်ခုလုံးယူကြည့်ဖို့အတွက်ကျွန်တော် Full on Hotel ကိုပြန်လည်ရောက်ရှိလာပါတယ်။ဒီ hotel ကကျွန်တော်တို့ resort ကြီးဖြစ်တဲ့အတွက်သူ့မှာ activity တွေအများကြီးရှိပါတယ်။အခု activity တွေအများကြီးတရားမှကျွန်တော်အမြင့်ဆုံးရဲ့ hotel ကိုကျွန်တော်သွားစီပါမယ်။ဒီ hotel ရတော့ Full on Lee Farm Resort Hotel ဖြစ်ပါတယ်။အဲရနေကျွန်တော်တို့ရှောက်ပြီးတော့သွားမယ်ဆိုရင်ဟိုဘက်မှာကျွန်တော်တို့အောက်လမ်းမော်ကြီးရှိပါတယ်ဒီအောက်လမ်းမော်ကြီးမှာကျွန်တော်တို့ brand အစုံကျွန်တော်တို့ရှိပါတယ် ဒီမောကြီးကပိတ်ရက်တင်စိန်တရင်းနေဆိုရင်အရန်ကိုစီကားပါတယ်စေဝင်သူတွေအများကြီးရှိပါတယ်အဲ့တော့ခုကျွန်တော်တို့ဇုံအရာနေပြီးတော့ကျွန်တော်တို့ဖြတ်လျှောက်သွားမယ်ဇုံဘီမှာကျွန်တော်တို့စီးမဲ့ယထယဟကြီးရှိပါတယ်ပေါ့အဲ့ယဟကြီးကိုကျွန်တော်အခုသွားနေရပါဒါကဒီ shopping mall ကြီးကိုဖြတ်ပြီးသွားနေတဲ့အခါမှာ shopping mall ကြီးကိုတွေ့ရတဲ့ဉာဏ်ကွင်းတချို့ဖြစ်ပါတယ် shopping mall ကြီးမှာဘာရှိလဲဆိုတော့ကျွန်တော်သိချာမရိုက်ပြတော့ပါဘူးအဲ့တော့ကျွန်တော်ရဟတ်ကိုသွားတဲ့ land တစ်ချောင်းမှာဘယ်လိုဆိုင်နေရှိလဲ shopping mall အနေထားကြီးကဘယ်လိုမျိုးရှိလဲဆိုတာကကျွန်တော်လမ်းလျှောက်နေနေကျွန်တော်လျှောက်သွားတဲ့လမ်းကြောင်းချောင်းမှာရှိတဲ့အနေထားကိုပဲကျွန်တော်တစ်ချက်ရိုက်ပြပါမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုကျွန်တော်တစ်ချက်ကြည့်နေကျွန်တော်တို့ရဟတ်ကြီးရှိတဲ့နေရာကိုကျွန်တော်သွားပါမယ်ရဟတ်ရှိတဲ့နေရာကကျွန်တော်တို့ဇုံပြီမှာရှိရပါဇုံပြီရဲ့ sky train မှာကျွန်တော်ရှိပါတယ်အဲ့မှာကျွန်တော်တို့လက်မှတ်ဝယ်ရရပါတယ် ်လက်မှတ်ဝင်ပြီးကျွန်တော်တို့တန်းစီသွားလို့တန်းစီစီရဂျာရက်တီကတော့တန်းစီစရာမလိုပါဘူးတချို့ရက်တီမှာဆိုရင်တော့လူများရင်တန်းစီရပါတယ်ကျွန်တော်တို့ကဂျာရက်သွားတဲ့အတွက်တန်းစီစရာမလိုခဲ့ပါဘူးအခုဆိုရင်ကျွန်တော်တို့ဆုံးပြီးမှရှိရဲ Sky Train ဆိုတဲ့နေရာကိုဖြောက်ပါပြီအဲအဲ့ဒီနေရာကြီးမှာကျွန်တော်တို့မလုပ်လဲဆိုရင်လက်မှတ်ကျွန်တော်ဖြတ်ခါမှာ ဒီနေရာကကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ဟိုဘက်မှာစုံစီရဒီရဆိုပြီးတော့ shopping mall area ဆက်ပြီးရှိပါသေးတယ်။အဲ့တော့ဒီရဟကြီးကကြတော့စုံ AB နဲ့စုံ CD ကြားထဲမှာပေါ့ရှိတဲ့ရဟအကြီးကြီးဖြစ်ပါတယ်။ဒါကကျွန်တော်တို့ထိုင်ကျုံမျိုး Fulon Hotel Resort မှာပဲဒီရဟကြီးကအရင်ကိုရှိပါတယ်။လက်မှတ်စီနှုန်းတွေကကျွန်တော်တို့ကအဲ adapt ဆိုရင်300 special ဆိုရင်200 clean ဆိုရင်150 ကိုမစောက်ချင်ဘူးဆိုရင်ကျွန်တော်တို့၄နဲ့50ကိုစောက်မှာတက်မစစ်ချင်ဘူးဆိုတော့၄နဲ့50ဆိုပြီးကျွန်တော်သတ်မှတ်ထားပါတယ်။ဒါဂျာရက်တေးစင်းလုံးမှာအဲ့တော့စင်တရင်းငွေဆိုရင်တော့ကျွန်တော်တို့50ထပ်ပြီးတော့ပေါင်းထည့်ပြီးပေါ့နော်။အဲ့လိုမျိုးကျွန်တော်ရှိပါတယ်။ဒါရကျွန်တော်တို့ဒီစီမက်ရဟတ်ကြီးကိုအပြင်ကနေမြင်ရတဲ့မြင်ကွင်းမှာပေါ့နော်။ဆိုတော့ရဟတ်ကရမ်းယူမြင်ပါတယ်ဒါကြီးကရဟတ်တစ်ခုလုံးကျွန်တော်ပုံလို့ဝိုင်းလန်းနဲ့ကျွန်တော်ရိုက်ပြီးထားတာပေါ့နော် အဲ့တော့အဲ့ဒီဟက်ကြီးကိုကျွန်တော်တို့စီးမှာပါအဲ့တော့အမြင့်ကြောက်တဲ့သူတွေဆိုရင်တော့မစီးတင်ပါဘူးပေါ့နော်နှလုံးရောဂါရှိတဲ့သူတွေအမြင့်ကြောက်တဲ့သူတွေကမစီးတင်ပါဘူးဘာမှတော့မဖြစ်ပါဘူးကျွန်တော် safety ဖြစ်ပါတယ်အဲအပေါ်မှာအရင်အမြင့်ကြောက်တဲ့အခါကျတော့မနေနိုင်ပါဆိုလို့ပေါ့နော်ဘာလို့လဲရဟတ်ကသူကအနည်းဆုံး၄၅မိနစ်နာရီกว่าပေါ့အဲ့လောက်ကြာအောင်ကျွန်တော်စီးရပါတယ်အမြင့်ကိုရောက်သွားနေပြီ view မြင်ကွင်းကအရင်ကိုလာပါတယ် အဲ့တော့ကျွန်တော်တို့စီးခဲ့တာကကြတော့ညနေနေဝင်ချိန်စီးခဲ့တာဖြစ်တဲ့အတွက်တိုက်ချုံမြို့ကရမ်းကိုလာပါပါတယ်။မိုးရာသီတွေတော့တိမ်ထူတဲ့နေမထွက်တဲ့ရာသီတွေနဲ့ဆိုးရွားခြင်းဆိုရင်တော့ဒီရဟတ်စီးရဲ့အချိန်ကပိတ်ထားပါတယ်။အဲ့တော့သွားခင်တော့ကျွန်တော်တို့တဆိုင်ရာသူ့ရဲ့ base မှာသွားပြီးတော့စုံစမ်းပြီးတော့မိကြည့်ပါတော့။ရာသီတွေတာယာမှာပဲစီးလို့ရပါဘူး။အခုဆိုကျွန်တော်တို့စာစီမှုအတွက်တန်းစီနေပါတယ်။ကျွန်တော်ရဟတ်တွေကိုစာပြီးဝင်ပါတော့မယ်။ တကယ်လို့ရဟတ်ထဲမှာတခုခု ဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ဘာလဲဆိုရင်အရေးပေါ်သူတို့ဒီပြောလို့ရတဲ့ဆက်လီရှိရပါတော့အဲ့ဆက်ကလည်းကျွန်တော်တို့လမ်းပြီးတော့ကျွန်တော်တို့အရေးပေါ်အကူအညီတောင်းလို့ရပါတယ်။ဒါဆိုကျွန်တော်တို့ကရဟတ်ပေါ်တတ်သွားပါပြီ။တတ်သွားပြီဖြစ်တဲ့အတွက်တပြေးပြေးနဲ့ရဟတ်စာထွက်သွားပါပြီ။ဆိုတော့ဒါတပြေးပြေးချင်းသူကတက်သွားတာပေါ့နော်အပေါ်တက်သွားတဲ့အခါမှာခုနအရှိမှကျွန်တော်ပြောခဲ့လို့မျိုးပဲအပေါ်ရောက်နေပြီးဘွား ဘာဖြစ်လဲဆိုတော့အရင်ကလာနေပါအဲ့တော့သွားစီးတာလည်းနည်းနည်းနေဝင်ခြင်းကိုစီးရဖြစ်တဲ့အတွက်တော့လာပါတယ်ဒါရဟတ်ဘဝနေမြင်ရတဲ့ leaf on all the mall ကြီးပါအဲ့တော့ဒီ leaf on all the mall ကကျွန်တော်တို့ full on resort hotel မှာရှိရဖြစ်တဲ့အတွက်ဒီ resort ကိုလာတဲ့သူတွေက resort မှာလည်းအပန်းဖြစ်လို့ရတယ် shopping နဲ့ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်အရင်ကျွန်တော်တို့ကောင်းပါတယ် resort ရတော်တော်ကြီးကိုကျေပွန်ပါတယ်အဲ့တော့ကျွန်တော်ဒါတစ်ပြေးပြေးနဲ့အပေါ်ကိုရောက်သွားတဲ့မြင်ကွင်းဖြစ်တယ်ပေါ့နော်ဒါဆိုင်ပြပေးတာ ကျွန်တော်တဦးတယောက်တည်းနဲ့အမြင်နဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့စီရတာကိုကြိုက်ပါတယ်။ဘာလို့လဲဆိုတော့အပေါ်ကိုရှောက်သွားလိမ့်မယ်ကျွန်တော်အရှိမပြောလိုမျိုးပဲဒီအပေါ်စီရနေတမျိုးလုံးယူထိုင်ချုံမျိုးတမျိုးလုံးယူနေနေရတာဖြစ်တဲ့အတွက်အရန်ကိုပလတ်စ်ဖြစ်တယ်နော်။အဲ့တော့နောက်တစ်ခါကျတော့ကျွန်တော်စီးခဲ့တာကညနေပိုင်းအချိန်ဖြစ်တဲ့အတွက်အရန်ကိုနေဝင်ချိန်လေးကြည့်ရတော့တော်လေးဝလှပါတယ်။ဒါတဖြည်းဖြည်းနဲ့ကျွန်တော်အမြင်ကိုရောက်လာပြီပေါ့နော်။အမြင်ကိုကျွန်တော်ရောက်လာပြီဒီအောက်က view ကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့တဖြည်းဖြည်းနဲ့အမြုပ်ရောင်းလာတဲ့အခါမှာကျွန်တော်ရှေ့ကပြောလို့မျိုးပဲပေါ့နော်။အဲ့တော့တောက်အမြင့်ကြောက်တဲ့သူတွေလူယောဂရှိရသူတွေရတော့ recommend မပေးပါဘူးပေါ့နော်။အဲ့တော့မစည်းသင့်ဘူးပေါ့နော်။အမြင့်ကြောက်တဲ့သူတွေဆိုအထူးသဖြင့်မြင့်ကြောက်တဲ့သူတွေဆိုမစည်းသင့်ဘူး။ဒါပေမဲ့အပေါ်စီးရနေ view လှောက်ကြည့်ရတဲ့သူတွေကိုကြိုက်တဲ့သူတွေရကြတော့မျိုးရင်းတစ်ခုလုံးကြည့်တင်နေဆိုရင်တော့တစ်ခါတလေတော့ကျွန်တော်သွားပြီးတော့ try သင့်တယ်လို့ကြံပေးပါတယ်။ ကြီးရဲ့ထိတ်တက်တဲ့အမြင့်ဆုံးကိုရောက်သွားတဲ့မြင်ကွင်းမှာအမြင့်ဆုံးမှာကျွန်တော်တို့တွေ့ရတဲ့အနေအထားကိုဒါရိုက်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ထိတ်တက်တဲ့ယူကျွန်တော်ရောက်သွားပါတော့ရန်ကြီးကျွန်တော်တို့မြင်ပါတယ်အဲ့တော့မြင်သွားတဲ့အချိန်မှာအအပေါ်ရောက်သွားတဲ့အချိန်မှာလေယာဉ်နဲ့ရန်တိုက်တယ်လေတော်တိုက်ပါတယ်ဒါပေမဲ့ခုနလိုမျိုးအခုနကျွန်တော်ပြောလို့မျိုးရှူကင်းကြီးရတာကြိုက်တဲ့သူအဲ့တော့နေဝင်စည်းစားခြင်းကိုကြည်ရကြိုက်တဲ့သူတွေဆိုရင်တော့ ဒီ feeling ကအရင်ကကောင်းတယ်လို့ပြောလို့ရပါတယ်။ဒါမြင်ရတဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ဒါထိုင်ကျုံမျိုးပေါ့။ထိုင်ကျုံမျိုးရဲ့ကျွန်တော်တို့ဘာလဲဆိုပြုတ်တဲ့မှုအပေါ်စီးကျွန်တော်တို့ထိတ်ဆုံးကနေမြင်ပြရတာပါ။ဒါဖြစ်ဖြစ်နဲ့ကျွန်တော်တတ်သွားတာဖြစ်ပါတယ်။ဒါဆိုရင်ဒါလုံးဝကိုကျွန်တော်တို့လုံးဝကိုဒီထိတ်ဆုံးမှုလုံးဝချောင်းမြင်ရပါ။ကောင်းပါတယ်။ကောင်းတယ်ဆိုတာကကျွန်တော် feeling ရင်ကောင်းတယ် ီမြင်ကွင်းကတော့ကျွန်တော်တို့ရဟတ်ကြီးကနေကျွန်တော်တို့ပြင်ဆင်ချလာတဲ့မြင်ကွင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ပိုင်းနေနောက်ပိုင်းနေမှာလဲကျွန်တော်ထိုင်ဝမ်မြို့မှာရှိရဲ့အာထိုင်ထိုင်ဝမ်နိုင်ငံမှာရှိရဲ့ဒီတော်လို့ရတဲ့နေရာတွေလေလို့ရတဲ့နေရာတွေနဲ့အဲစိတ်ဝင်စားစရာနေရာတွေကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့စူးစမ်းပြီးတော့ရှင်းပြပါအောင်ပဲကျေးဇူးတင်ပါတယ်